ိုင်းနိုင်နိုင်ဤတမိုင်းကိုပြောင်းလဲစေခဲ့ပြီးပြည်သူများ၏နှလုံးသားထဲတွင်ယနေ့တိုင်ရှင်သန်နေဆဲဖြစ်သောဗြင်တမားကိုဂုံပြုသည့်နေ့တစ်နေ့ရှိပါသည်ထိုနေ့မှာနှစ်စဉ်အောက်တိုဘာလ23ရက်နေ့တွင်ကြာရောက်ပြီးထိုင်းနိုင်ငံ၏ခိမီဖခင်ကြီးအဖြစ်သတ်မှတ်ခံရသောရာမငါဘရင်၏နှက်ရွာဆန်းချင်းကိုတနိုင်ငံလုံးကအောက်မေ့ဂုံပြုကြသော နေထူးနေ့မြတ်ထပါသည်ရာမငါဘရင်၏အကြီးကျယ်ဆုံးနှင့် အထင်ရှားဆုံးသောဆောင်ရွက်ထံမှထိုင်းလူအဖွဲ့အစည်းတွင် net shine တော်အမြင့်တွယ်နေခဲ့သောတွန်စနစ်ကိုလုံးဝဖျက်သိမ်းပေးခဲ့ခြင်းဖြစ်သည်သူသည်ဤပြုခင်ပြောင်းလဲမှုကိုလူမှုရေးပြဿနာများမဖြစ်ပေါ်စေရန်အတွက်ဆယ်စုနှစ်များစွာအချိန်ယူ၍အစဉ်စဉ်စနစ်တကျအကောင်အထည်ဖော်ခဲ့သည်ဤလို့ရသည်တင်းပေါင်းများစွာသောပြည်သူများကိုလွတ်လပ်မှုနှင့်လူ့ကွန်တိခါကို ပေးအပ်ခဲ့ပြီးထိုင်းပြည်သူများ၏ထာဝရချစ်ခင်လေးစားမှုကိုရရှိစေခဲ့ကာ ပြည်သူချစ်သောမင်းတရားကြီးဟူသောပွဲတော်နှင့်ထိုက်တန်စေခဲ့ပါသည်ထို့အပြင်သူသည်နိုင်ငံတော်ကိုအဘက်ဖက်မှခိမိစရန်ကြိုးပမ်းခဲ့ပါသည်ရှီရီယိုဆွဲမြို့စားနေစားနာဤအာနာကိုဘူအစိုးရ၏ဝင်ကြီးဌာနများဖြင့်အစထိုးကပုံမူထိရောက်သော အုတ်ချုပ်ကေစနစ်ကိုတီထောင်းခဲ့သည်မိမိသားတော်များအပဝင် ထိုင်းလူငယ်များကို အနောက်နိုင်ငံများသို့ပညာတော်လွှတ်ခြင်းဖြင့်ခိမိအသိပညာများကို နိုင်ငံအတွင်းသို့တည်ဆောင်စေခဲ့သည်ထူဖောက်လုပ်ခဲ့သောမိရထားလမ်းများသည် နိုင်ငံ၏ကုန်စည်စည်းစမ်းမှုကို မြင့်တင် ပေးခဲ့သလိုစာတိုက်နှင့်ကျေးနှံစနစ်တို့ကလည်းတိုင်းပြည်ကိုပုံမူစည်းလုံးစေခဲ့သည်သူ၏နန်းသက်သည်ဗြိတိသျှာနှင့်ပြင်သစ်တို့၏နယ်ချဲ့ညာကျိုးပန်းမှုများအပြင်းထန်ဆုံးဖြစ်ချိန်နှင့်တိုက်ဆိုင်နေခဲ့သည်ထို့သောရာမငါးဘီရင်သည် ထူးချွန်သောတဏ္ဍာမရေးပညာကိုအတုံးချကာ အားနိုင်တဲ့ခုကြတဲ့နိုင်ငံကိုကျွမ်းကျင်စွာရက်တည်စေခဲ့သည်အချို့လောနေသက်ဒေသများကိုဆွန့်လွတ်ခဲ့ရသော်လည်းနိုင်ငံ၏အချိုးအခြားအာဏာနှင့်လွတ်လပ်ရေးကိုကာကွယ်နိုင်ခဲ့သောကြောင့်ထိုင်းနိုင်ငံသည်အရှိတောင်ကရှတွင် ကိုလိုနီလက်အောက်မကျရောက်ခဲ့သည့်တခုတည်းသောနိုင်ငံဖြစ်တမိုင်းတွင်ခဲ့သည်ယနေ့အခေတ်တွင် ထိုင်းပြည်သူများသည်ဘန်ကောက်မြို့တော်ရှိ ရာမငါးပြည်နှင့်မြင်းစည်းယုတ်တော်ကြီးရှေ့မောက်ကိုတွားရောက်ကာ န်းခွေချခြင်းအယိုသေးပေးခြင်းတို့ဖြင့်သူ၏ကျေးဇူးကို အမတ်ရကြပြီးအင်္ဂါနိဖွာသောမင်းကြီးကိုဂုံပြုသောအခြင်းပန်းရောင်အဝတ်စားများဝတ်ဆင်ခြင်းသည်လေချစ်ခြင်းမေတ္တာကိုပြသသည့်ညင်ကြေးမှုတစ်ခုထက်လာခဲ့ပါသည်ဤနေ့သည်ယာမငါးဘီရင်အားဘီရင်တစ်ပါးအဖြစ်သားမက ခစ်မီထိုင်းနိုင်ငံကိုပုံဖော်ခဲ့သောဘိတုကပညာရှင်တို့အဖြစ်အမှတ်တရအဂါရဝပြုကြသော နေသူမင်းမြတ်ပင်ဖြစ်ပါသည်